Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဆရာတော်ဗဒ္ဒနာညီရဓမ္မအကမဟာပန္နိတာနိုင်ငံတော်ဩဝါဒစရိယာတတ်တော်89နှစ်သိခါတော်69ဝါရာမဟာထေမြတ်ကြီးအန်ဒီမစာပနာပူဇော်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့တည်င်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတွန်ဒီခရိုင်တွန်ဒီမြို့နယ်ရွှေစံတော်ရက်ွက်ရှိကျုံကြီးပြည့်ရတိစာတင်သားရေဦးစီးပဒါနာနာယကဗဒန္နညေယောဓမ္မအကမဟာပန္နိတာနိုင်ငံတော်ဩဝါဒစရိယာတိဇွန်လ16ရက်နေ့ည7:40နာရီ40မိနစ်တွင်တတ်တော်89နှစ်တိတ်ခါတော်69ဝါရမဟာထေမြတ်ကြီးသည် ဘဝနဲ့ထံပြန်လွန်တော်မူသွားခဲ့ကြောင်းသိရပါတယ်။ဆရာတော်ဖျားသည်ရှုံတိုင်းဒေသကြီးတွန်တေးမြို့နယ်ကဒုံကျေးရွာခမဲတော်ဥလာကြီးမဲတော်ဒေါ်ကျင်ရွှေတို့မှ1300ခုနှစ်ဝါကောင်လာပြည့်ကျော်9ရက်အင်္ဂါနေ့တွင်မိရှုတန့်စင်ဖွားမြင်သောတားရတနာတပါးပင်ဖြစ်ပါသည်။1311ခုနှစ် ကဆုံလာပြည့်နေတွင်ကရုံကြီးရွာကရုံကျောင်းဆရာတော်ဘုရားကြီးအရှင်ဝိสารမဟာထေကိုဥပစေပြု၍မိဘနှစ်ပါးတို့၏ပြစ္ဆာနုကာကိုခံယူကာရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီးရှင်သာမဏေဘွဲ့တော်မှာရှင်ညေရဖြစ်ပါれ1320ပြည့်နှစ်နှောင်းတကူလဇန်9ရက်နေ့တွင် ရန်ကုန်မြို့မင်းမနိုင်ရက်ကွက်တီရဟန်းဒါယကာဥဖူရဟန်းဒါယကာမှာတော်သိန်းတင်တို့ရဲ့ပြစ္ဆာနုကဟာကိုခံယူကာကိုညံကုန်မြို့ခေမာတီဝန်တိုက်တစ်စရာတော်ဗရဏာအာရိစဝန်တာမဟာထီကို ဥပစ္စေပြု၍ရန်ကုန်တိုင်းကမာယုမြို့နေကြားချောင်းခန္ဓာတိန်၌မြင့်မြတ်သောယဟန်အဖြစ်သို့ရောက်ရှိခဲ့ပါသည် 1312ခုနှစ်တစောင်းမုံလကွယ်နေတွင် ရန်ကုန်တိုင်းကိုညံကုန်းမြို့ခေမာတီဝါကျောင်းတက်ကျောင်းဆရာတော်အရှင်အာရိစဝန္တာမဟာထေထံရောက်ရှိ၍ပြိရကအခြေခံစံစာများကိုတင် जा ခဲ့ပြီး1315ခုနှစ်တွင် ပထမတန်းကိုအောင်မြင်ခဲ့ပြီး1318ခုနှစ်တွင်ပထမလက်တန်းကိုအောင်မြင်တော်မူခဲ့ပါသည်အဲဒီနောက်မှာတော့ 1319ခုနှစ်ကဆုံလပြည့်နေ့တွင်ညောင်တုံးမြို့ရွှေရင်သာတော်ရကျောင်းတိုက်သို့ရောက်ရှိပညာသင်ယူခဲ့ပြီး1319ခုနှစ်တွင်သာသနာပါဠအသင်ကြီးရဲ့ပထမကြီးတန်းနှင့်အစိုးရပထမကြီးတန်းဆောင်ဝေးပွဲကို အောင်မြင်ခဲ့ပြီး1320ပြည့်နှစ်တွင်သာသနာပါဠအသင်ဓမ္မစရိယတန်းကို၎င်း 1322ခုနှစ်တွင်အစိုးရဓမ္မစရိယာစာချာတန်းဆောင်မိဘွယ်ကိုဖြည့်ဆို့အောင်မြင်သဖြင့်သဒနာတစာဓမ္မစရိယာဘွယ်ကိုရရှိတော်မူခဲ့တယ်လို့သိရပါတယ်။ဆလဘီရန်ကုန်တိုင်းကွဉ္ညံကုန်းမြို့ခေမာတီဝန်ကျောင်းဆရာတော် အရှင်အာရိစဝန်သာစာချဖုန်ကြီး အရှင်တေစိန်နာအရှင်ဓမ္မပါလာဦးလေးတော်အရှင်ပဏဝါ ညောင်တုံးမျိုးရွှေရင်သာတော်ရចောင်းတိုင်းဘုံကြီး အရှင်အိန်းနဝန်သာအရှင်တက်ကစာရာအရှင်ကုတလပီဝန်သာမန္တလေးမျိုးဝိတုဒ္ဒာယုံတိုင်းအာတောကာယုံ စီရှင်ကြောင်းအာတောကာယုံဇရာတော်မန္တလေးမျိုးမစိုးရင်တိုက်ဇရာတော်အရှင်ကောတလာအရှင်ရာဇဓမ္မပီဝန်သာခုတ်ကူမျိုး မဟာဝိတုဒ္ဒာရာမတိုင်းအရှင်နေမိန်တာဓမ္မောတရာ အရှင်သူရိယအရှင်ပြဉ္ဇနာအရှင်ဝိဇာရာအစာရှိသောကဲနဝါဇကစာချဆရာတော်များထံပြိရကတ်ကျမ်းစာများကိုတင်ယူခဲ့ပါ रे အဲ့နောက်မှာတော့1329ခုနှစ်မှာ1335ခုနှစ်အထိပခုတ်ကူမျိုးမဟာဝိတုဒ္ဒရာမကျောင်းတိုင်မောဒရာကျောင်းတွင်ပထမပြန်ဆိုင်ရာကျမ်းစာများကို ပို့ချတော်မူခဲ့ပြီး 1335ခုနှစ်တွင်မဟာစီသာသနာရိပ်သာ၌ဝါဆိုပြီးအာရင်း3လပတ်လုံးပြိပတ်လုပ်ငန်းများကိုအထောက်တော်မူခဲ့ပါသည်ဆလဘီ1338ခုနှစ်တွင်တွန်ဒေးမျိုးကျုံကြီးရက်ွက်တွင်ကျုံကြီးပြိယတိစာတင်တိုက်ကိုတည်ထောင်ကာယနေ့တိုင်ရောက်ရှိလာခဲ့သော စာတင်သားတန်ဃာတော်များအားပထမပြန်ဆိုင်ရာ ကျန်းစာများကို ပို့ချပေးလျက်ရှိရို့သိရပါတယ်342ခုနှစ်တွင် ပထမအကျင်းဂိုင်းပေါင်းစုံအစည်းအဝေးကြီး၌တန်ခတန်မူတီရာတန်ခကိုစလဲတာဝန်နိုင်ငံတော်ဗဟုတန်ခဝန်ဆောင်တာဝန်เจ้านายพงศ์จีตินันจองพิมพ์ยอกเยคอมดีดาวน์สนิทติปัญญาเยရှင်ลินบวยตันลินอฉีกันเดตาดาวน์ ဝါဆိုတန်ကာစီစီရေးအဖွဲ့တာဝန်များကိုထမ်းဆောင်ခဲ့ပြီး1343ခုနှစ်မှာ1350ပြည်နှစ်အထိပညာရေးအဖွဲ့တာဝန်1353ခုနှစ်မှာ1355ခုနှစ်အထိပညာရေးဘဟုအဖွဲ့အတွင်ရေးမှူးတာဝန်ဒုတိယ9နှစ်တက်တန်းတွင်တန်ကတန်မှုတီရာတန်ကကိုစလေတာဝန်တတိယ9နှစ်တက်တန်းတွင် နိုင်ငံတော်ဗဟုအတန်ခဝန်ဆောင်တာဝန်1355ခုနှစ်မှ1361ခုနှစ်အထိနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့အဖွဲ့ဝင်တာဝန်တို့ကို ဆောင်ရွက်တော်မူခဲ့တယ်လို့သိရပါတယ်။ဆရာတော်ဖရာအားနိုင်ငံတော်မှာစက္ကပ်လူရန်ခဲ့တဲ့ဘွဲ့တစိတ်တော်များကို1353ခုနှစ်ဇန်နဝါရီလ4ရက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရက စက္ကပ်လူတန်းတော်မဟာကဏ္ဍဝါစကပန္နိတာ စာချပွဲတစိတ်တော်ကို အလူခံရရှိတော်မူခြင်းခရစ်နှစ်2000ပြည့်နှစ်ဇန်နဝါရီလ4ရက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အစိုးရကစက္ကပ်လူတန်းတော်အကမဟာပန္နိတာဝတ္တစိတ်တော်ကိုအလူခံရရှိတော်မူခြင်းခရစ်နှစ်2004ခုနှစ်တွင်နိုင်ငံတော်ဩဝါဒစရိယာအဖြစ် ခန့်ကျင်ခံရသော မဟာထေမြတ်ကြီးတစ်ပါးတွင်ဖြစ်ပါသည်။ဆရာတော်ကြီးတတ်တော်ထင်ရှားရှိစဉ်ကမြတ်စွာဘုရားရှင်ရဲ့အစိုးမသာသနာတော်မြတ်ကြီးတန်ရှင်းတည်တံပြန်ပွားရေးအတွက်စွန့်စံတမန်ကျိုးပန်းတော်မူခဲ့တဲ့ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်တို့သည်ဘဘာသာတမိုင်းတွင် ထူးခြားထင်ရှားတဲ့တမိုင်းမှတ်တိုင်တစ်ခုအဖြစ်တည်ရှိနေမည်ကို အခိုင်အမာယုံကြည်မိပါသည်။ ရန်ကုန်တိုင်းဒေသကြီးတွန်တေးမြို့ရွှေစံတော်ရက်ကွက်ကျုံကြီးပရိယတ်တိစာတင်တိုင်းဦးစီးပဒါနာနာယက်ကနိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး အကမဟာပန္နီတာဗဒ္ဒနာညေယဓမ္မတတ်တော်89နှစ်တိတ်ခါတော်69ဝါသည်1389ခုနှစ်နေုံလာပြေကျော်6ရက်နေ့ဇူလိုင်လ16ရက်နေ့ည7:40မိနစ်တွင်ဘဝနတ်ထံပြန်လွန်တော်မူသွားခဲ့တာကြောင့် ဂျွန်လ24ရက်နေ့ကအန်နီမဇာဗနာ ပူဇော်ပွဲအခမ်းအနားကို အခမ်းအနားစီစဉ်နှစ်ပိုင်းနဲ့အညီကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဆရာကြီးကရောက်မှဆိုလို့ရှိရင်တန်ခါဦးဇင်းတို့၄၅ပါးပြီးတော့မလတ်ကြီးဆရာကြီးကိုချပြီးတော့ဦးဇင်းတို့ဒီတောင်းမှာငယ်ရလက်တော့အောင်တဲ့တန်ခါတွေများတော့ဒီကရှစ်ပါးလို့ထွက်ပေါ်ခဲ့ပါတယ်ဆရာကြီးကပြန်တော့မဟုတ်ဘူးကြီးကတော့ဆရာကြီးကသူ့ ဗောလေ၃ရက်လေးရထားပြီးတော့တို့ပူဇော်ပါဗောအလူခံလေးပြည်ရင်မလုပ်ပါနဲ့တကယ်တကယ်သားမီးကြီးနည်းနည်းကတိမှာဆိုလို့ဗောနော်အဲ့လိုလိုအဲ့အဲ့ဒါကိုလေဝန်နေရတယ်ဗောဝန်နေကြည့်ကိုရတယ်ဗောဆရာကြီးကအချင်းဗောဓမ္မကြီးအနေနဲ့ဝင်ပြီပါဆိုလို့တို့နည်းတော့ပဲထားတို့ရရှိတဲ့ဝတ္ထုကြီးကြီးလေးနဲ့တို့တချို့ပါဗောလေဆရာကြီးအဲ့လိုမှာကြားပါတယ် ကဲပါဆရာတော်ကြီးရဲ့ဇာဝနာကိုသိချင်းသိချင်းပဲကျွန်တော်တို့သက်ဆိုင်ရာညွန်းနယ်ခရိုင်နယ်ကနေဒီလိုမှတည်င်းနေဒါကျွန်တော်ရရှိတဲ့အခါမှာကျွန်တော်တို့ရန်ကုန်တိုင်းသာသနာ့ရေးမှူးရုံးနေနဲ့ကျွန်တော်တို့ရဲ့အထက်ဌာနအဖြစ်နဲ့ဦးစီးဌာနကျွန်တော်သက်ဆိုင်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေကိုဒါတင်ပြပြီးတော့မှဆောင်ရွက်ခဲ့ပါတယ်။အဲ့လိုဆောင်ရွက်တဲ့အခါမှာလည်းသက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြည်ဝင်ကြီးချုပ်ကြီးကိုယ်တိုင်ဒါရောက်ပြီးတော့မှဆရာတော်ကြီးကိုဖုံးပြောပြီးတော့မှလိုအပ်တဲ့ဇာပနာကျင်းပတဲ့ ခန္ဓာတဲ့ကုံကြမဲ့ဟာလေနဝကမ္မသိတရားအပြင်ကိုကျွန်တော်တို့ဆံအိတ်တွေတော့အစီတွေလည်းဒါတူလန်းခဲ့ပါတယ်။ဒါပါဆရာတော်ကြီးကဒါဆိုကြည်ရမယ်ခင်ဗျာဆရာတော်ကြီးရဲ့သာသနာရေးဆောင်ရွက်ချက်တွေကလည်းအလွန်ပဲထင်ရှားလာပါတယ်ကျွန်တော်တို့ပထမအချိန်ဂိုင်းမောင်းဆောင်တန်ခါဒီလာခံကြီးမှလည်းဆရာတော်ကြီးကတန်ခါတမှုရတန်ခါကိုယ်စားလှယ်ချက်ဆောင်ရွက်ခဲ့ပါတယ်အဲ့မှာတဆင့်နိုင်ငံတော်ဘဟုတန်ခါဝင်ဆောင်နိုင်ငံတော်တန်ခါမာနကဆရာတော်ကြီးအရှင်းရှင်းသောတာဝန်တွေကိုလည်း ဆန်းရခဲ့ပါတယ်ဆရာတော်ကြီးရဲ့ဂုဏ်လေးကိုကျွန်တော်တို့ချီးမွမ်းတင်ပြရမယ်ဆိုတော့ဒါအားကြီးရှိပါတယ်ခင်ဗျာဟုတ်ကဲ့သာသနာအတွက်ဒါကြီးမားတဲ့ဆုံးရှုံးမှုတရားလို့ပဲကျွန်တော်တို့ယဉ်ထဲမှာခံစားရပါတယ်ခင်ဗျာဒါယခုလိုဆရာတော်ကြီးဟာတက်တော်ရှင်ဆရာတော်ကြီးမဟာထေရကြီးယခုလိုဘဝနဲ့တန်ပြောင်းလဲတော်မူသွားတဲ့အခါမှာတတိဒါကဒါကမှအပေါင်းကလည်းဒါပူစေတော့ကရောက်မှအမှန်ပါပဲဒုတိယကကျွန်တော်တို့ရသော်ဘုရားရှင်ကိုတော်တော်မှမလွန်ဆန်နိုင်တဲ့ ဒီဘောတည်ဆုံးခြင်းเนาะဒါတို့ကျွန်တော်ကျွန်တော်တို့ကဒါကိုမလွန်ဆိုင်နိုင်တဲ့အတွက်ဒါနဲ့ပဲဒါကျွန်တော်တို့သင်္ခါရအနေနဲ့ပဲအနတ္တသဘောကိုပဲဒါကျွန်တော်တို့ကတရားရှိမှပြီးတော့မှတန်ဝေကဉာဏ်နဲ့ပွားမယ်ဆိုရင်တော့အားလုံးထေသာနိုင်မယ်လို့ထင်ပါတယ်ဗျာအခုဒီဇာပနာပွဲကြီးမှာတော့ကျွန်တော်တို့ဒီမိသေးယူတဲ့နေရာမှာပေါ့နော်ကျွန်တော်လည်းပို့ဆောင်လမ်းကြောင်းပို့ဆောင်ယူနေကျွန်တော်ဒီဆရာတော်ကြီးမိသေးယူတဲ့ကိစ္စကို PC အောင်ဆောက်ဖို့ကျွန်တော်တို့အနေနဲ့တာဝန်ထားပါတယ်ဗျာ ိုးကတော့ဆရာတော်ကြီးဟိုကျမ်းမာရေးမကောင်းတဲ့အချိန်အစပြီးတော့ကျွန်တော်တို့ဒီအောက်ဆီဂျင်တောက်လျှောက်ပေါ့နော်ဟိုလူတန်းပေးတာတွေပြီးတော့ဆရာတော်ကြီးဆေးရုံတွေအထူးဆေးရုံတွေအသီးသီးပေါ့နော်တွားရပြီးတော့ဟိုပြီးတဲ့အခါမှာကျွန်တော်တို့လည်းလွန်ခဲ့တဲ့တန်တိလောက်ကပါဆပြီးတော့ပေါ့ဆရာတော်ကြီးကိုနေကကျွန်တော်တို့ဟိုအဲဆေးရုံဆေးကနေလိုက်လံပို့ဆောင်ပေးတယ်ပေါ့နော်အဲအဲ့ဒါကျွန်တော်လောက်ဆောင်ခဲ့ပါတယ်ဗျအခုလို့ဆိုရှင်မင်းပေါ့ဘာကနေထပ်ပြောင်းတော်မူလာကျွန်တော်တို့အတွက်ကြီးမားတဲ့ São então, João Moído Rubá, né? ရှုကသူတဘာဝအနိစ္စနှင့်ဒုက္ခအနတ္တမှန်လာစွာဤ